ကဲကျွန်မတို့ excess of time အချိန်အကြောင်းလာပြီအဲ့တော့အချိန်ဒီဘာလို့ပြလဲဆိုတော့အဲ့တော့အချိန်ပြကျွန်မတို့ကရိယာဝိသေသနာတွေရှိတယ်အဲ့တော့အချိန်ပြတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်မတို့အချိန်ပြတဲ့စကားလုံးတည်တန့်ရှိပြီသူ့ကိုပုံစံပြောင်းလို့မရဘူးနော်သူ့ကိုတည်ကြပေါ့ဒါဒီ advert မှန်တည်အောင်လို့ကျွန်မတို့ချက်ကိုချက်ထားရနံပါတ်1ပါလဲဆိုတော့ advert လို့ပြောတာလေအခုဒါဆိုရင်အခုဆိုရင်ပါလဲ now သူ့မှာ proposition တွေဘာမှကတ်လို့မရဘူးအခုဆိုရင် now လုံးမယ်ရပြီ ဒီနေ့ဆိုတော့ today မနက်ပြန်ဆိုတော့ tomorrow tomorrow အမေတပတ် Next week မကြမီဆောဒါပဲဆရာမတင်တာမဟုတ်ဘူးเนาะအခုလို့ပြောလို့ရတယ် today ဆိုတာဒီနေ့လို့ပြောလို့ရတယ်ဒီမှာ tomorrow နောက်ပြန်ပါတယ်ဒါဆိုရင်မနေ့ကဆိုရင်ဟဲ့ yesterday yesterday ဒါဆိုရင်လာမယ့်တပတ်ဆိုတော့လာမယ့်လဆိုရင်ရော next month လာမယ့်နှစ်ဆိုရင်ရော next year next year ဒါမျိုးတွေလည်းသိရအောင်မဟုတ်လား next ဆိုတာဒီလာမယ့်ဟာကိုပြောတာဒါဆိုရင်ပြီးခဲ့တာပြီးခဲ့တဲ့တစ်ပတ်က last week last week ဟုတ်လားအဲ့ဒါလည်းပါတယ်နော်ကျမအများကြီးပဲမို့လို့မရေးလိုက်တော့တာတိနေပြီတိနေအောင်ဟိုတခါတည်းကျမရေးလိုက်လို့ရှိရင်အများကြီးပြုံးသွားမှာဆိုလို့ခုကျမစကားနဲ့ပဲရှင်းပြလိုက်တာအဲ့တော့ပြီးခဲ့တဲ့နှစ် last year ပြီးခဲ့တာပြီးခဲ့တာ last year အဲ့တော့ next ဆိုတာဒီလာမှာဖြစ်မှာမဖြစ်သေးဘူး last ဆိုတာဒီပြီးခဲ့တာရပြီနော်အခုဆိုတာဒီနာဒါပဲနော်အဲ့ဒါကိုမကြာမီ soon soon အဲ့တော့မကြာမီလို့ပြောလို့ရှိရင်ကျွန်တော်တို့ soon ဆိုတာသုံးရမယ်နောက်တစ်ခု later later ဆိုတာဘာလဲနောက်မှနောက်မှငါနောက်မှကိစ္စရလုံးမယ်အာခဏနေမှစာလုံးမယ်ဒါမျိုးနော် ောက်တစ်ခု rally rally ဆိုတာဒီကျွန်တော်ရှာရှာပါပါသူဒီကျွန်တော် frequency of advert လို့ခေါ်တယ်အဲ့တော့ frequency of advert ဒီမှာဘာ ਈ ပါလဲဆိုလို့ရှိရင်ဘယ်တော့မှမလုပ်ဘူးဆိုရင်ကျွန်တော် never တော့တခါတရံဆိုရင် sometimes sometimes မကြာခဏဆိုရင် often ဟုတ်လားပြီးွားရင်အအမြဲတမ်းဆိုရင် always အမြဲလိုလိုဆိုရင် usually ဒါစဒီစကလုံးတွေဒီအကုန်ပါအကျုံးဝင်တယ်နော်ဟုတ်လားအဲ့တော့ကျမတို့ frequency of ever ုံးတယ်ဆိုရင်သူဒီနေရာတကြရှိရတယ်။နော်နေရာတကြရှိရသူ့ကိုဘယ်နေရာမှာသုံးလဲဆိုတာဆက်မပြီးတော့မှ session ပြမယ်။နောက်တစ်ခု temporary ဆိုတာဘာလဲ။ yai always ဆိုတာဒီလဲ frequency of adverb ပဲနော်။သူဒီချိန်နှုန်းကိုပြနေတာ။နောက်တစ်ခု weekly ဆိုတာ a pattern သူဒီအချိန်ကိုပြတာ။ကဲဒါဆိုရင်နံပါတ်1လေးကြည့်ရအောင်။ तू ဒီမှာယာယီနေမဲ့အခုနေပြီလားမနေသေးဘူးနေမဲ့ ဘာကိုပြောနေရလဲလာမဲ့အကြောင်းအရာကိုပြောတာဒါဆိုလို့ရှိရင်ကျမတို့ဒီ test အရာသုံးရင် future အနေနဲ့သုံးရအဲ့တော့ future နဲ့သုံးရပါမယ်ဆိုမှ he was ခဏနေမှာဆိုတော့ stay ယာယီဆိုတော့ဘယ်လိုသုံးမလဲ D E M P O R A R I L Y ဒီစကားလုံးတော့ရအောင်ချက်ထားမယ် he was stay temporarily အဲ့တော့ဒီမှာဆိုတော့ကျမဒီမှာလေးကြံခဲ့တယ် he ရလေးထည့်လိုက်ပေါ့ he was stay here temporarily ရမလားရပြီနော်နောက်တစ်ခုသူအမြဲစောစောရောက်တယ်ဒီနေရာမှာဆီမ app နှလုံးသုံးပြီအမြဲဆိုတာနဲ့စော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 ဆိုတာစောစီးစွာလို့ပြောတာဟာလီရပြီနော်အဲ့တော့သူမဆိုတော့ she သူရဲ့လိုရောလို့ဆင်သူရဲ့ဖြစ်ဖြစ်ဆင်ပြောတာမဟုတ်ဘူးလားဒါကြောင့်မို့ဆီမတို့ဒီ verb 1 simple present tense ကိုပဲသုံးတယ်ရောက်တာဘယ်လိုခေါ်လဲ arrive 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 မှာ s ညှိလိုက် she အနေငယ် s ထည့်လိုက်ပြီး arrive ကျမတို့ဒီ frequency of adverb ကိုသုံးရင် subject နဲ့ verb နဲ့ကြားကိုထည့်ဘယ်နဲ့ဘယ်ကြားကိုထည့် subject နဲ့ verb နဲ့ကြားကိုထည့်ဒါကြောင့်မို့ကျမတို့ she always always မှာကျမရဲ့ s ပါနေတယ်သွားမကြည့်နဲ့သူ့ရဲ့မူလမှာတဲ့ဟာ s ပါနေတာကျမတို့သွားပြီးတော့ s ချုပ်လို့တက်လို့မရဘူးเนาะအဲ့တော့ she always arrive ပြီးရသူ့ရဲ့ရောက်ရှိပုံရောက်ရှိကြောင်းကိုပြောလိုက်မယ် အာလီအဲ့တော့ she always arrive early တဘောပေါ့မလားရပြီနော်အဲ့တော့ so so ဆိုတာဒီလဲကျမတို့ adverb အနေနဲ့သုံးတယ် adjective အနေနဲ့လည်းသုံးတာနော်ရပြီနော်အဲ့ဒီ